စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာမလ၄ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစိုးစုကခီးသွွားပြည်သူတွေနဲ့ခီးသွွားကားတွေကိုလူသားတိုင်းကအဖြစ်အသုံးချခဲ့တယ်လို့ကိုရိုင်းကြုံခဲ့ရသူတွေနဲ့ဒေသခံတော်လှန်ရေးတပ်တွေက MPB ကိုပြောပါတယ်။ မလလေးရဲ့ညနေပိုင်းကမုံရွာမျိုးတွေကနေထွက်လာပြီးမုံရွာမန္တလေးလမ်းတိုင်းမြင်းမှုဘက်မောင်းနှင်လာတဲ့စိုးစုတံပြားကကာနစီကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းအသက်နှစ်နှစ်အရွယ်ကလေးငယ်နဲ့မိခင်အပါအဝင်ခီးသွွားပြည်သူ၃ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီ Xbox ကကကားလေးတွေရဲ့နောက်မှာရောက်နေတာစခါတွေကရှေ့ကိုမောင်းလာခဲ့ဖို့ခေါ်လိုက်တာအစောပိုင်းတုန်းကကားလေးကိုသူတို့က ကာဝါယူထားသေးတယ်။နောက်တော့သူတို့ခေါ်တဲ့ expert ကရောက်လာတော့အဲ့ဒီကားပေါ်တက်လိုက်ပြီးပြစ်တော့တာသူတို့က expert ကားနဲ့ကားလေးတွေအပါဝင်အကုန်ကာဝါလုပ်ပြီးတော့ပြစ်တော့တာခီးသည်တွေထိခိုက်သွားတာရှိတယ်။တိုက်ပွဲဖြစ်နေတာနဲ့ကြောက်လန့်နေတော့ဘဲကနေပြစ်တဲ့ကြည်ထိတာလဲဘလို့ထိတာလဲဆိုတာမသိရဘူးလို့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ခီးသွားသူက MP ကိုပြောပါတယ်။ တိုက်ပွဲတွင်လက်နက်ထိမှန်လို့အသက်နှစ်နှစ်အရွယ်တမီးငယ်အသက်30အရွယ်မိခင်တို့တားမိနှအူအသက်50ဝန်းကျင်အရွယ်အမျိုးသမီးတို့ဥတို့သေဆုံးခဲ့ပါတယ်။သေဆုံးသူတွေဟာမုံရွာမြို့ကံပြည်သူတွေဖြစ်တယ်လို့နှိဆက်သူတွေကပြောပါတယ်။